ဒီမီလီယနာတထေးကဘန်ကားထဲမှာနေပြီးအင်ချေရမဲတိုင်းကို9ဒေါ်လာစီလှူနေတယ်။မီလီယနာတထေးတစ်ကြွယ်တစ်ယောက်နဲ့ဘန်ကားတစ်စင်းနဲ့ဆိုတာလုံးဝမအပ်စက်တဲ့ပေါင်းစပ်မှုတစ်ခုပါ။ဒါကြောင့်လဲဆိုတော့ဘသူမဆိုမီလီယနာတယောက်ဖြစ်ပြီးဆိုတာနဲ့အိမ်ကောင်းမှနေပြီးတော့ကားကောင်းကောင်းကိုတန်းပြီးတော့ဝယ်စည်းကြမှာပဲဖြစ်လို့ပါ။ထူးဆန်းတာကဒီအမျိုးသားကမီလီယနာတယောက်ဖြစ်နေပေမဲ့ဘန်ကားပေါ်မှာပဲအိတ်ဓာစားတာတွေဆက်လုပ်နေပါတယ်။ချီကျူးစရာကဒီအမျိုးသားကမီလီယနာတယောက်ဖြစ်သွားတဲ့အချိန်မှာလမ်းပေါ်ကအင်ဂျီယာမဲတိုင်းကိုကိုချင်းစာပြီးတော့9ဒေါ်လာစီလှူဒန်းနေတာဖြစ်ပါတယ်။ အန်ဩစရာတစ်ခုကလည်းဒီအမျိုးသားကဂျပန်အမျိုးသမီးတစ်ယောက်နဲ့တချိန်တွေ့ဘူးယုံနဲ့တင်လက်ထပ်ခဲ့ပြန်သေးတယ်ဆိုတာပါဒီအမျိုးသမီးနဲ့ရတော့ဒီအမျိုးသားကကလေးအဖေအဖြစ်ဘန်ကားထဲမှာနေပြီးတော့ကလေးထိန်ဘွားကိုရွေးချယ်ခဲ့ပါတယ်ဒီအမျိုးသမီးကတော့သူတို့အိမ်နောက်မှာအဓိကငွေရှာသူအဖြစ်နဲ့အပြင်ထွက်ပြီးတော့အလုပ်လုပ်နေတာဖြစ်ပါတယ်မီလီယန်နာတစ်ယောက်ဖြစ်တဲ့အပြင်ထူးခြားတဲ့စိတ်နေစိတ်ထားတွေကိုပိုင်ဆိုင်ထားတဲ့ဒီအမျိုးသားကဘလို့လူမျိုးလဲမီလီယန်နာတစ်ယောက်ဖြစ်နေပေမဲ့တခြားသတိတွေနဲ့မတူညီတဲ့ဘွားမှာဒီအမျိုးသားကဘလို့နေထိုင်နေမလဲ ဒီကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တွေဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဗီဒီယိုလေးကိုမကြည့်ခင်မှာ Bass Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားဖို့လည်းပြောချင်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အကျင့်စရိုက်တွေကိုပိုင်ဆိုင်ထားပြီးတော့စိတ်ဓာတ်ကလည်းသူမတူတဲ့ထူးခြားတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့ဒီမီလီယနာရဲ့နာမည်ကဘန်ယူပါ။သူကကမ္ဘာကျော်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Harvard ကနေကျောင်းထွက်လာသူဖြစ်ပါတယ်။ထူးခြားတာကသူက Harvard တက္ကသိုလ်မှာတက်လို့ပထမတစ်ဖြတ်မှာနေရှိသေးတယ်။စာသင်ခန်းကိုနှုတ်ဆက်ထွက်ခွာလာခဲ့သူပါ။ ောင်းကနေထွက်လိုက်ပြီးတဲ့နောက်မှာသူ့ဘဝမှာအပြောင်းအလဲတွေဇက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီထဲကတခုကတော့သူကတိုက်ခန်းလို့အိမ်လိုနေရာမျိုးတွေမှာတက်နေခဲ့တာမျိုးမဟုတ်ပဲရွေးနေရာဖြစ်တဲ့ဘန်ကားထဲမှာနေခဲ့တာပါ။တနည်းပြောရရင်သူကဘန်ကားကိုအိမ်လိုသတ်မှတ်ပြီးတော့နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘန်ကားထဲမှာသူကအလဟတ်တဲ့အချိန်ကုန်နေခဲ့တာတော့မဟုတ်ပါဘူး။သူလုပ်နေခဲ့တာတခုက digital ငွေကြေးတခုဖြစ်တဲ့ Bitcoin ကိုဝယ်ယူရင်းနှီးမြှုပ်နှံနေခဲ့တာဖြစ်ပါတယ်။အရင်တုန်းက Bitcoin ဈေးနှုန်းကဘယ်လောက်မှတန်ကြီးမရှိခဲ့ပါဘူး။ ဒါပေမဲ့အချိန်တခုအရောက်မှာဘစ်ကွိုင်းတန်ကြီးကထောင်ထွက်သွားခဲ့တာဖြစ်တဲ့အတွက်သူကလည်းမီလီယံနာဘဝကိုရောက်သွားခဲ့ပါတော့တယ်။ကဘာကျော်ဟာဘတ်တက္ကသိုလ်မှာပထမတက်ဖြတ်ပေးတက်ခဲ့တဲ့လူငယ်တစ်ယောက်ကမီလီယံနာဘဝကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမီလီယံနာတစ်ယောက်ဖြစ်သွားပေမဲ့သူ့နေထိုင်မှုဘဝကတော့ပြောင်းလဲမသွားခဲ့ပါဘူး။မချမ်းသာငယ်ဘဝတုန်းကလိုမျိုးပဲဘန်ကားထဲမှာဆက်လက်နေထိုင်ခဲ့တာပါ။မီလီယံနာဖြစ်သွားတဲ့နောက်မှာသူစီနောက်ထပ်ထူးခြားတဲ့အကျင့်စရိုက်တစ်မျိုးထွက်ပေါ်လာပါတယ်။ ဒါကတော့အင်ဂျီယာမဲတွေနဲ့တွေ့တဲ့အခါမှာတဝမ်းတစ်ခါတော့မှန်အောင်လို့9ဒေါ်လာစီလူရန်နေတာပါပြီးတော့လည်းတငယ်ချင်းတယောက်ကိုသူ့လိုမျိုးဘန်ကားဝယ်ပေးပြီးတော့သူ့ရဲ့အိမ်ကြီးချင်းလုံခိုင်းခဲ့ပါသေးတယ်ဒါကသူ့စိတ်ထားကောင်းပုံမှာဒါပေမဲ့တစ်ဖက်မှာတော့သူ့ကိုလာထိရင်ငြင်းခံမနေဘူးဆိုတဲ့စိတ်ဓာတ်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်ကားတစ်ခုတွေကလေ့ရင်လစ်တလို့ကားခိုးကြတဲ့အခါမှာနှစ်ချိန်သုံးချိန်ခန့်သူကလည်းအခိုးခံခဲ့ရတဲ့အထည်ပါသွားမှုပါတယ်ဒါပေမဲ့ရေရွေကိုချက်ချင်းအမကိုပဲသူကိုယ်တိုင်လိုက်လံဖမ်းဆီးတဲ့အတွက်အချိန်တို့အတွင်းမှာသူ့ကားကိုပြန်ရခဲ့တာကြီးပါပဲ ကားခိုးခံရတဲ့အတွေ့အကြုံရှိပြီးဖြစ်တဲ့အတွက်သူကကားနဲ့ဖုံးနဲ့ကိုချိတ်ဆက်ထားပါဗျ။ကားရဲ့တင်ငြာကိုဖုံးနဲ့သူကချိတ်ရခံတာဖြစ်ပါဗျ။ဒါကြောင့်ကားကဘယ်ရောက်နေလဲဆိုတာကိုသူကအချိန်နဲ့တပြေးညီသိနေတာပါ။ကားကိုရှာတွေ့သွားပြီဆိုသူကရဲတွေကိုဖုံးဆက်ခေါ်လိုက်ပါဗျ။ရဲတွေရောက်လာပြီဆိုရင်သူကအကျိုးအကြောင်းရှင်းပြပြီးတော့တရံခံကိုလက်ညှိုးထိုးပြီးဖမ်းခိုင်းတာဖြစ်ပါဗျ။ဒီလိုနည်းနဲ့သူကကားခိုးခံရတိုင်းမှာပြန်ရခဲ့တာပါ။ပြီးတော့ပြည်သက်တွေအခုမြင်တွေ့နေရတဲ့ဒီအမျိုးသမီးကသူ့ရဲ့ဇနီးပါ။ အော်ဖို့ကောင်းတာကသူကဒီအမျိုးသမီးကိုတစ်ချိန်ဝင်းတွေ့ဘူးယုံနေတယ်လက်ထက်ခဲ့တာဖြစ်ပါတယ်။ဒါနေမကသေးပဲသူကအခုချိန်မှာဖခင်ဘွားကိုခံယူပြီးတော့ကလေးထင်းရင်အိမ်မှုကိစ္စတွေလုပ်ရင်းအိမ်အောင်ရှင်ဘွားကိုဖျက်ဆီးနေပါတယ်။နောက်ထပ်ထူးဆန်းတာကသူတို့အိမ်အောင်ရေးမှာအဓိကငွေရှာမဲ့သူကသူတစ်ခါတွေ့ဘူးယုံနေတယ်လက်ထက်လိုက်တဲ့သူ့ရဲ့ဇနီးတွေဖြစ်နေရဲဆိုတာပါပဲ။ဒါကြောင့်မီလီယံနာတယောက်ဖြစ်တဲ့အပြင်တမူထူးခြားတဲ့စိတ်နေစိတ်ထားနဲ့အကျဉ်းစရိုက်တွေကိုပိုင်ဆိုင်ထားတဲ့ဒီအမျိုးသားရဲ့အကြောင်းကတကယ်ကိုအောချဖို့ကောင်းနေတာဖြစ်ပါတယ်။ ပရိသတ်တွေကြည့်ရှုခဲ့ရတာက Bass Media ကတင်ဆက်တဲ့ဘန်ကားတစ်စီးပေါ်မှာအိမ်လုပ်ပြီးနေနေတဲ့မီလီယနာတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။နေတာထိုင်တာကစားထူးခြားတဲ့စိတ်နေစိတ်တဲ့အချင်းစရိုက်တွေပေါင်းစပ်ထားတဲ့ဒီအမျိုးသားရဲ့အကြောင်းကိုပရိသတ်တွေဘလို့ထင်မြင်မိပါသလဲ။ပရိသတ်တွေရဲ့အမြင်ကိုကွန်မန့်မှာရေးသွားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။